င်္ဂလာပါရှင်ရမ ्या အေစီကျူနိုင်ငံသူတည်တနာဌာနနဲ့လွတ်လပ်သောမော်ဒယ်အေဂျင်စီတို့ပူးပေါင်းတင်ဆက်တဲ့အငင်းချေရေးသုံးသက်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ဆေးအုပ်စုအတွက်အရေးပါတဲ့ရေးသံမျိုးဆက်လမ်းပိုင်းဆိုတဲ့အကောင်းဆင်နဲ့ကျမနွန်တဲ့ကပြောပြပေးတော့မှာပါ အနာဒိုင်းစစ်အုပ်စုဟာယူကောက်ပွဲကျင်းပမဲ့ရဲ့အနီးကပ်လာချိန်မှာဒေသတည်ငြိမ်ရေးအတွက်နိုင်ငံတော်လုံးအတိုင်းအတာနဲ့အင်အားသုံးပြီးအပူတပြင်းစစ်ကြောင်းထိုးနေပါဗျ။ဒါကြောင့်စစ်အုပ်စုရဲ့ထိုးစစ်စစ်ကြောင်းတွေဟာမွန်ပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာခက်ဆိတ်ဆိတ်တွေ့လာရပါတယ်။အခုလိုမျိုးစစ်ကြောင်းထိုးတာနဲ့သူစစ်အုပ်စုရဲ့လင်းအုံပြူလေကြောင်းတိုက်ခိုက်မှုတွေကိုလည်းမွန်ပြည်နယ်မြောက်ပိုင်းမှာမြင်တွေ့လာရပါတယ်။ ပြည်내တောင်ပိုင်းမှာတော့စစ်အုပ်စုဘက်ကလင်းရအုံပြတိုက်ခိုက်မှုမတွေ့ရသေးပါဘူး။မြန်မာနယ်တောင်ပိုင်းရှိအမှတ်ရှိပြည်ထောင်စုလမ်းမကြီးဆိုတာမြန်မာနိုင်ငံအတွက်အရေးကြီးတယ်လို့စစ်အုပ်စုအတွက်လည်းအရေးကြီးလို့နေပါတယ်။ဒါပေမဲ့အမှတ်ရှိလမ်းပိုင်းနဲ့ပတ်ဝန်းကျင်နဲ့ရေးတံမြူစီယံလမ်းပိုင်းကိုအာဏာသိမ်းပြီးတဲ့နောက်ပိုင်း2022ခုနှစ်ကစပြီးစစ်အုပ်စုဟာလက်လွတ်ထားရပြီးတဲ့နောက်မွန်ကရင်တော်လှန်ရေးပေါင်းသက်တို့ကစုမိုးထိန်ချုပ်ထားပါတယ်။ မွန်ပြည်နယ်မြောက်ပိုင်းတထုံမြို့နယ်မှာအာဏာသိမ်းစစ်အုပ်စုရဲ့စစ်ကြောင်းဟာနှစ်ရက်ဆက်တိုက်တိုက်ခိုက်ခံခဲ့ရပါတယ်။အော်တိုဘာလ22ရက်နေ့ညရန်ကုန်မော်လမြိုင်လမ်းပိုင်းမိုးကောင်းကျေးရွာလမ်းဆောင်အနီးနဲ့အော်တိုဘာလ23ရက်နေ့ရေဝေကျေးရွာအနီးတို့မှာကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNLA ပေါင်းသက်တို့ရဲ့ဈာပြက်တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။ ။ထပြင်အော်တိုဘာလ25ရက်နေ့ပြီးလင်းမြို့နယ်ထောက်ရက်ကြီးရွာအနီးရင်ကုန်မော်လမြိုင်လမ်းပိုင်းမှာလဲစစ်အုပ်စုရဲ့ကင်အဖွဲနဲ့ KNLU ဘောင်းတပ်တို့အကြားနိုင်ယူဝက်ခဲတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အော်တိုဘာလ14ရက်နေ့ကနေနိုဝင်ဘာလ12ရက်နေ့အထိမွန်ပြည်နယ်မြောက်ပိုင်းမှာဆဲအုပ်စုရဲ့လေရင်အုံပြုတ်တိုက်ခိုက်ခဲ့တဲ့ဂျင်းရော်၉ရွာနဲ့ဒရုန်းအပအဝင်လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဂျင်းရော်၃ရွာအတိအသေးရှိခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုအလုံးဟာကရင်မျိုးသားအစီအယုံ KNU ရဲ့တမဟာတိနယ်မြေအတွင်းရှိကျိုက်ထုံမြို့နယ်ဝင်းကန်ကြောက်ဖြာနတ်စင်နယ်တထုံမြို့နယ်ရေဝေနောင်ကတုတ်အထက်ကော့လိုင်းဝင်းဖုံးတောင်ချေမိကြောင်အိုင်ရွှေကြည်နဲ့ရေသွေးဖြူစတဲ့ကြီးရော်တို့ပဲဖြစ်ပါတယ်။မွန်ပြည်နယ်တောင်ပိုင်းဘက်မှာတော့စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုတွေဆက်ရှိနေတာကိုတွေ့ရပါတယ်။အောက်တိုဘာလ26ရက်နေ့အားစပြီး မွန်ကရင်တော်လှန်ရေးဥပောင်းတပ်တို့အခြေချလှုပ်ရှားနေတဲ့စိုက်မြော်မြို့နယ်ကတုံစီဈေးရွာအနီးရှိ MCA ဗီလမ်းမြေစက်ရုံကိုစစ်အုပ်စုကတာလွန်အင်အားနဲ့စစ်ဆောင်ထိုးလာတာကြောင့်တော်လှန်ရေးတပ်တွေအဲ့ဒီနေရာကနေဆုတ်ခွာခဲ့ကြရပါတယ်။ဗီလမ်းမြေစက်ရုံကိုပြန်လည်ထိန်းချုပ်လိုက်တဲ့စစ်အုပ်စုဟာစက်ရုံနေရာကနေအနီးဝန်းကျင်ဈေးရွာတွေကိုလေကြောင်းတုံးတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောဆိုနေကြပါတယ်။ ဒါပြေနိုဝင်ဘာလ10ရက်နေ့ရေမြွနယ်ចောင်းရအခြေဆိုင်စစ်အုပ်စုရဲ့ခမရ963တိုက်ရင်ကနေလဲလက်နေစီပြစ်ထုတ်မှုတွေရှိခဲ့ပါတယ်။တိုက်ပွဲအနေနဲ့မူပြင်းနယ်တောင်ပိုင်းရေမြွနယ်တခုတည်းမှာရေဘလူတပ်ရင်ရဲ့ပျောက်ကြားစစ်စင်ရေးနှစ်ကြိမ်ပဲရှိခဲ့တာကိုတွေ့ရပါတယ်။အော်တိုဘာလ29ရက်နေ့နှင်းဆုံရွာထိုင်တိုးတက်သောဗုဒ္ဓဘာသာကရေးအမျိုးသားအစည်းအရုံး DKPA ဂိတ်စခန်းကိုတိုက်ခိုက်မှုနဲ့နိုဝင်ဘာလ10ရက်နေ့ចောင်းရရှိခမရ963တိုက်ရင်ကိုတိုက်ခိုက်မှုတို့ဖြစ်ပါတယ်။ ရေမြို့နယ်မြောက်ပိုင်းမှာအာနာတိုင်စစ်အုပ်စုကပြီးခဲ့တဲ့အောက်တိုဘာလဆန်းကစပြီးအင်အားဖြည့်တင်လာပြီးတဲ့နောက်အမတ်ရှိပြည်တော်စုလမ်းမကြီးရဲ့ရေးတပ်မျိုးစရလမ်းပိုင်းတခြားစစ်ကြောင်းထိုးလာခဲ့ပါတယ်။ရည်မြွနယ်မြောက်ပိုင်းဟာအယူတော်မောကနေကနေနှစ်ကရင်လန်ဝါအောင်တရာအထိဖြစ်ပြီးစစ်အုပ်စုရဲ့ခမရ343ခမရ980ခွန်ခမရ988ခလာရ106နဲ့အမှတ်330ခုအမြောက်တပ်ရင်းတို့အခြေစရာနေမြေလည်းဖြစ်ပါတယ် ကြပြင်းစစ်အုပ်စုရဲ့လက်ပါစစ်တိုးတက်သောဗုဒ္ဓဘာသာကြီးအမျိုးသားအစီအယုံ DKPA ရဲ့နှင်းဆောင်တဲ့စံပြကြီးရွာဂိတ်စခန်းငယ်တွေလည်းတည်ရှိနေတယ်လို့သိရပါဗျ။အာနာသိမ့်ပြီးတဲ့နောက်ပိုင်းအာယုတောင်ကြီးရွာအုပ်ချုပ်ရေးမှု ဦးလင်းဦးကောင်းဆောင်တဲ့အာယူတောင်ထားနေပြည်သူစစ်အဖွဲ့လဲပေါ်ပေါက်လာခဲ့ရာလူရအသည့်သည့်ရှိလာခဲ့ပါတယ်ဒီအဖွဲ့ရဲ့ဂိတ်စခန်းတွေဟာအမှတ်ရှိလမ်းမကြီးပေါ်မှာတနေရာအာယူတောင်တောင်ပေါ်တောင်ပြင်ရွာချင်းဆက်လမ်းမပေါ်တွေမှာအများအားဖြင့်တည်ရှိနေပါတယ်ပြီးခဲ့တဲ့လရေမြို့နယ်ចောင်းရွာအုပ်စုဝရဟိုင်းရွာကိုစစ်ကြောင်ထိုးရကနေစစ်အုပ်စုနဲ့သူအာယူတောင်ပြည်သူစစ်အဖွဲ့နဲ့ဗုဒ္ဓဘာသာကြီးအမျိုးသားအစည်းအရုံး DKPA နှစ်ဖွဲ့လုံးပါဝင်ခဲ့ပါတယ် အဲ့ဒီစစ်ကြောင်းထဲမှာမူစကားပြောတဲ့အယူတောင်ပြည်သူစစ်အဖွဲ့လဲပါဝင်တဲ့အကြောင်းအော်တိုဘာလ29ရက်နေ့နှိမ့်ဆုပ်ရောအဝေးရှိ DKPA ရဲ့ကိစ္စခန်းကိုရေဘလူတပ်ရင်အနေတိုက်ခိုက်မှုအပြီးဒေသခံတွေကပြောပြလာပါတယ်။ဒါကြောင့်ရေမြူနယ်မှာစစ်အုပ်စုကဒေသခံတွေကိုအုံချပြီးအင်အားတိစောက်ထားနိုင်ခဲ့တာကိုတွေ့ရပါတယ်။ ဒါကြောင့်ရေမြူနယ်မြောက်ပိုင်းရှိနှစ်နဲ့ချီပြီးလက်လွတ်ထားရတဲ့အမှတ်ရှိလက်မကြီးရဲ့ရဲတပ်မျိုးစည်လမ်းပိုင်းကို ပြန်လည်ဆုံးမရေးမှာဆဲအုပ်စုနယ်သူထောက်ဖို့ထားတဲ့အဖွဲ့တွေလည်းပါဝင်ပွဲရှိနေပါတယ်။နှစ်နဲ့ချီစာပြန်လည်ရေလန်းချောင်းတစ်ခုကိုပဲအဓိကအားထားနေရတဲ့ဆဲအုပ်စုအတွက်ဒီလန်းအစိတ်အပိုင်းကို ပြန်လည်ဆုံးမနိုင်ရေးအတွက်အလွန်အရေးကြီးပါတယ်။ ီလန်ပိုင်းကိုထိန်းချုပ်နိုင်မှပဲဒုတိယကျယ်ယူကောက်ပွဲမှာပါဝင်တဲ့ရဲတပ်မျိုးဆက်မျိုးနယ်တို့ရဲ့အလုံးချုပ်ရေးအတွက်အာမခံနိုင်မှာပါအလားတူပဲအမှတ်ရှိလမ်းမကြီးနဲ့ပြိုင်ပြီးတွေ့တန်းတည်ရှိနေတဲ့မော်လမြိုင်တဝဲရထားလန်းကိုလည်း ပိုက်ထားရကနေပြန်လည်ဖွင့်လှစ်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ရေးတမျိုးဆက်လမ်းပိုင်းဟာစစ်အုပ်စုအတွက်နိုင်ငံရေးစီရေးနဲ့စီးပွားရေးတို့အတွက်လုံးစွာအရေးကြီးတယ်လို့ပြောဆိုနေကြတာဖြစ်ပါတယ်။လက်ရှိအခြေအနေအရစစ်အုပ်စုကရိခါကအစလူရားဖြစ်တဲ့နေရာမှာပင်လယ်ကမ်းဆက်ရွာဖြစ်တဲ့အစင်ရွာရှိဘန္ဒစိတ်ကံကိုပုံမှန်အသုံးပြုနေပြီးတောင်ပြင်ကော်တိုနဲ့နေကယောက်စတဲ့ကျေးရွာစိတ်ကံတွေကိုလည်းရံဖန်ရံခါအသုံးပြုတတ်တဲ့ကြောင့်လဲဒေသခံတွေကဆိုပါတယ်။ အခုလအတွဲမူပြင်းတဲ့တခုလုံးအတိုင်းအတာနဲ့ရှင်းကြည့်ပါက အာဏာသိမ်းစစ်အုပ်စုကိုဆန့်ကျင်တိုက်ခိုက်နေတဲ့တော်လရဲတပ်ဖွဲ့အသီးသီးတို့ရဲ့တိုက်ပွဲဖော်ဆောင်မှုဟာနဲ့ပါလာပါတယ်။တနီအာပြေကုခန့်စစ်ထက်မပိုတဲ့ဈာဖြတ်တိုက်ခိုက်မှုနဲ့ပျောက်ကြားစစ်စင်ရေးတို့လောက်ကိုပဲဖော်ဆောင်နိုင်ကြတာကိုတွေ့ရပါတယ်။စစ်အုပ်စုဘက်ကိုပြန်ကြည့်မယ်ဆိုလဲမလျှော့တော့ဆွဲနဲ့ပဲအင်အားတုံစစ်ကြောင်ထိုးလာတွေပြုလုပ်လာပါတယ်။ဒီနေရာမှာကာလအာဖြစ်ရွက်ောက်ပွဲကျင်းပဖို့ရပ်ပေါင်း40ကျော်ပဲကြာရှိနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။စစ်အုပ်စုရဲ့စစ်ကြောင်ထိုးရမှာပါဝင်ခဲ့တဲ့ရဲတပ်မျိုးစရဲ့လမ်းပိုင်းကိုလက်ရှိမှာ ှစ်ဖက်စီရေးဆိုင်ထားတဲ့အခြေအနေလို့ပြောရမှာဖြစ်ပါတယ်။ရေးတံမျိုးစရက်လမ်းပိုင်းဟာဆယ်အုပ်စုဤသူတော်လဲဥပေါင်းတတ်တို့အတွက်လဲစီရေးအပြင်တိုက်ခပိုင်းအရာပါလုံးစွာအရေးကြီးပါတယ်။ဆယ်အုပ်စုအတွက်ကတော့ရင်မှန်းချက်မပြည့်မီတော့ရင်မှန်းချက်မပြည့်စေရဆိုတဲ့သဘောတရားအတိုင်းအမတ်ရှိလမ်းပိုင်းကိုစစ်ကြောင်းထိုးတာဖြစ်ပါတယ်။ဒါကြောင့်လာမယ့်ကာလတွေမှာရေးတံမျိုးစရက်လမ်းပိုင်းကို အာဏာသိမ်းဆယ်အုပ်စုကထိန်းချုပ်သွားနိုင်မည်လားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ကြောင်းသင်ပြလိုက်ရပါတယ်ရှင်။ ယခုသုံးသက်ချက်စာတန်းကိုရမရအင်စီကျူးမှနိုင်ငံရေးသူတွေတီများရေးသားထားပြီးအင်မနာကရုတ်တံအဖြစ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။နားဆင်ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ရှိပါကြောင်းနဲ့ဘေးရန်ကင်းပြီးငြိမ်းချမ်းပါစေကြောင်းစုမုံကောင်းတောင်းရင်နှုတ်ဆက်လိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။